အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစည်းအဝေးကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီနေ့ကနေပြီးတော့ဆုမကောင်းတောင်းပေးလိုက်ရပါတယ်ဗျာနော်အဲ့တော့ဒါကျွန်တော်တို့လက်ရှိမှာ Manchester United ရဲ့လက်ရှိနောက်ဆုံးဖြစ်နေတဲ့ တရင်တွေကိုအကောင်ဆုံးကိုတည်နေရာထဲမှာတင်ဆက်ပေးခြင်းနဲ့အဲ့ဒါနဲ့ပတ်သက်ပြီးနည်းနည်းလေးပြောအောင်။ဒါတော့ပထမဦးစွာအနေနဲ့ United ပြည်သက်တွေလက်ရှိမှာနီးပြအခြေအနေနဲ့ပတ်သက်ပြီးသိကြတာလေးတွေရှိတယ်။အဲ့ဒါလေးနဲ့ပတ်သက်ပြီးနည်းနည်းပြောမယ်။အဲ့တော့အဲ့ဒါလေးနဲ့ပတ်သက်ပြီးနည်းနည်းပြောချင်တာက Manchester United အသင်းအနေနဲ့လက်ရှိမှာနီးပြနဲ့ပတ်သက်ပြီး Bastards မှာမရှိပါဘူး။လက်ရှိမှာဒီလိုမျိုးတာကျွန်တော်တို့ Everton ကိုရှုံးနေခဲ့ခြင်း part of the process လို့ပဲသူတို့အနေနဲ့ခံယူပါတယ်။သူတို့လက်ရှိမှာဒါ Amorim ကိုအချိန်တန်းတာတစ်ခုတည်းပေးမှာဖြစ်ပြီး Sir Jim Ratcliffe ကိုတိုင်က Amorim ရဲ့လက်ရှိခြေစွမ်းကိုအရေးကြီးဆူဆူရရတာမဖြစ်ခဲ့ဘူးဆိုရင်တော့သူတို့အနေနဲ့သိပြီးတော့ အာယုစားမမဟုတ်ဘူးလို့သိရတယ်မှာပါတယ်ပြီးနောက်တစ်ခုအနေနဲ့လက်ရှိမှာအာမိုရင်းရဲ့ဒါပိုဇီရှင်အနေနဲ့ဒါမန်ချက်စတာယူနိုက်တက်အသင်းကဒါကျွန်တော်တို့အနေနဲ့တို့တို့တွေးတာပေါ့နော် market ထဲမှာလက်ရှိမှာအာမိုရင်းလောက်ကောင်းတဲ့နီးပြ market ထဲမှာ available ဖြစ်နေတာမရှိဘူးပြီးတော့အခုချိန်မှာသာထပ်ပြီးထုတ်ပြလိုက်မယ်ဆိုယူနိုက်တက်အသင်းနေနဲ့အာမိုရင်းကိုလောက်စာချုပ်ပြသိမ်းကြည့်ရဲ့ ပြီးရင်ဒါကျွန်တော်နောက်တစ်ယောက်ခေါ်မယ့်ဥစ္စာကိုထပ်ပြီးခေါ်မယ့်လူစီးရဲ့ဥစ္စာအကြောင်းမို့တလက်ရှိမှာ United တင်နေတယ်ဘတ်ဂျက်ကိုလက်ရှိမှာကျုံခံမှာမို့အဲ့တော့လက်ရှိမှာ Collar Highlighter နဲ့လက်ရှိမှာဒါ Armor Ring ကိုဘယ်လိုနဲ့စားထုတ်မယ်ဒီလူနဲ့စားထုတ်မယ်ဘာညာဆိုတဲ့ပုံစံမျိုးပေါ့နော်လက်ရှိမှာဒါကျွန်တော်တို့ Armor Ring ကိုတော့ဒါကျွန်တော်တို့ဘယ်သူနဲ့မှစားထုတ်မှာမဟုတ်ပဲね Armor Ring ကိုတော့ Armor Ring အနေနဲ့ပဲဆက်လက်ပြီးမြင်ရဖြစ်ပါတယ်လက်ရှိမှာ Armor Ring ကိုတည်းကလည်း၅ဘွဲ့ဆက်ရှုံဝဲမရှိအောင်လုပ်ထားခဲ့ပြီးမှဒါတပွဲတည်းရှုံသွားတဲ့ရလက်ပုံမှာလည်းသူကိုယ်တိုင်လည်းမကြည်မနှက်ဖြစ်နေပြီးတော့သူကိုယ်တိုင်လက်ရှိမှာဒါနဲ့ပတ်သက်ပြီးပြင်ဖို့အတွက် ready ဖြစ်နေတယ်လို့သိရတယ်မှာပါတယ်အဲ့တော့ Armor Ring နဲ့ပတ်သက်ပြီးလက်ရှိမှာတရင်ကဒီလောက်ပဲဘာမှတက်နေတဲ့တရင်ကတော့ ောင်ကဘူးရှစ်ဖြစ်ပြီးတော့ United မှာ Armouring ကိုဆက်လက်ပြီးမြင်တွေ့ရအောင်မှာဖြစ်ပါတယ်။အဲ့တော့နောက်တစ်နေ့တစ်ခုအနေနဲ့လက်ရှိမှာဒါ Manchester United အသင်းနဲ့ဒါစတင်ပြီးတက်လာခဲ့တာ။ Of course ဒါကျွန်တော်တို့မြောက်ဝတီတို့မြမအတန်တို့ရဲ့ပုံစံမျိုးဖြစ်တယ်။ Mirror တို့ဒါ Daily Mail တို့ကစတင်ပြီးတက်လာခဲ့တာ။ ဒါ finisher junior ပါပဲ Manchester United အသင်းကအခုလက်ရှိမှာ Vinicius Junior ကိုခေါ်ယူဖို့အတွက်စတင်ပြီးတော့စောင့်ကြည့်နေတဲ့ဆွဲသတင်းတွေပါစတင်ပြီးထွက်လာခဲ့တယ်။ဘာကြောင့်လဲ?အဖေကရှေ့ရှေ့လေး Vinicius Junior နဲ့အခုလက်ရှိမှာ David Austin ရဲ့ဒါကျွန်တော်အဆိုရဆိုရင်တော့စားပြီးအလွန်ဆိုးနဲ့အဆင်လုံးဝမပြေတော့တဲ့အတွက်ကြောင့်မို့စာချုပ်တက်တန်လုံးဝတိုးမှာမဟုတ်ဘူး။ဒီလီးပြရှိမယ်ဆိုတော့ Okay စားပြီးလုံးဆိုးထွက်သွားခဲ့မယ်ဆိုရင်တော့တို့အနေနဲ့ဒါကျွန်တော်လက်ရှိမှာဒါ Troy ကဒါ စာပြေလုံဆိုတာထွက်သွားခဲ့မယ်ဆိုရင်ဗီနီနေနဲ့စာအုပ်တန်တူဖို့အတွက်ပြန်စစ်ဆေးသွားမှာဖြစ်တယ်။ပြီးတော့ဗီနီနေနဲ့အခုလက်ရှိမှာတနစ်လောက်ခလာစာပေါင်တန်30အလူရှိနေတယ်လို့လည်းသိရတယ်မှာပါတယ်။ယူရိုတန်30ပေါ့နော်ယူရိုတန်30ဆိုပေါင်25တက်လောက်ရှိတယ်။ဒါအပြန်ကြည့်မယ်ဆိုရင်တစ်လကိုဒါကျွန်တော်တို့2မီလီယံလောက်နေနေဖြစ်ပြီးတော့အဲ့ဒါကိုပြန်တွက်ကြည့်မယ်ဆိုရင်တော့တစ်လအဲ့ပေါ့ပေါင်နဲ့ဒီနီတွက်မယ်ဆိုရင်ဒါကျွန်တော်တို့ဘယ်လောက်လောက်ရှိမလဲ။ ဘယ်ကမယ်တူပြီ2မီလီယံပေါ့နော်ဒါကျွန်တော်တဘက်ကိုဒါကျွန်တော်တို့ပေါင်တတ်တယ်ဆိုပေါင်9သိန်းလောက်နေနေသွားကြမယ်နေသားမှရှိတယ်အဲ့တော့ပြောချင်တာကဒါ Vinicius Junior ကိုခေါ်မယ်ဆိုတော့ United လက်ရှိသွားနေတဲ့လမ်းကြောင်းတော်တော်လေးကိုသူဖယ်သွားမှာဖြစ်ပြီး Vinicius Junior ကို United တင်ကလက်ရှိမှာခေါ်ဖို့လည်းလုံးဝစဉ်းစားမရှိလို့စိတ်လည်းမစဉ်းစားဘူးလို့တည်ရတယ်မှာပါလက်ရှိမှာ Vinicius Junior ကိုတုံတန်ကလပ်ကတော့ခေါ်ယူဖို့တော်တော်လေးကိုစဉ်းစားနေတဲ့နေသားမှရှိတယ်သူရဲ့လက်ရှိဒါ attitude ကြောင့်မလို့လက်ရှိမှာသူ့ကိုလည်း contain လုပ်ဖို့အတွက်အင်မတန်မှခက်ခဲတဲ့အတွက်ကြောင့်မလို့ဒါလက်ရှိမှာဒါကျွန်တော် Manchester United တင်ရ Vinicius Junior ကိုစောင့်ကြည့်နေတယ်ဆိုတဲ့ တဲ့ကိုခေါ်ယူမယ်ဆိုတဲ့တဲ့ကိုလက်ရှိမှာဒါကျွန်တော်ဘူးရှစ်ဒေတာဖြစ်ပြီးတော့လုံးဝမဟုတ်ဘူးလို့ပဲကျွန်တော်အနေနဲ့ပထမဆုံးစတင်ပြီးပြောပြစေအဲ့တော့ Manchester United နဲ့ Vinicius Junior ကိုလည်းဒီနားမှာကျွန်တော်ခလာလေးနဲ့တပန်ကလုတ်ပေးလိုက်ပြီလို့ပြောပြပါစီ။နောက်တစ်ခုအနေနဲ့ပြောရမယ်ဆိုတော့ Manchester United အသင်းကတော့ကျွန်တော်လက်ရှိမှာလူငယ်ကစားသမားလေးဖြစ်တဲ့ RB Leipzig ရဲ့ဒါကျွန်တော်တို့ကွင်းလယ်ကစားသမားဖြစ်တဲ့ဘာလဲ โอดราโกဆိုတဲ့ဒါကျွန်တော်ชาร์ติกလေးကိုခေါ်ယူဖို့အတွက်ဒါစိတ်ဝင်စားလို့သိရတယ်မှာပါတယ်အခုလက်ရှိမှာဒါကျွန်တော်ဒီကစားသမားကိုခေါ်ယူဖို့အတွက်ဥဆောင်နေတဲ့အသင်းနေနေကျွန်တော် Manchester United နဲ့ Chelsea တင်းနဲ့တွားတယ်ဒီကစားသမားကလက်ရှိမှာဒါအသက်အရွယ်အဖြစ်တော့ဒါကျွန်တော်19နှစ်သားရှိပြီအခုလက်ရှိမှာဒါကျွန်တော်3ဂိုးသွင်းပြီးတော့3ဂိုးဖန်တီးထားပြီးတော့ဒါ RB Leipzig နဲ့တူတာနာမည်ကြီးနေတဲ့ကစားသမားနှစ်ယောက်နဲ့တွေ့တယ်ပါ တွေ့ရတယ်ပေါ့ဗျဒါပေမဲ့ဒီကစားသမားမှာလက်ရှိမှာဒါကျွန်တော်စာချုပ်ဖြတ်သိမ်းကြည့်ပုံစံမျိုးမရှိဘူးဒါပေမဲ့ကစားသမားရဲ့ဒါကျွန်တော်လက်ရှိအခြေအနေရသူဟာဒါကျွန်တော်ချန်ပီယံလိမှာလည်းကစားခြင်းလို့ပရီမီယာလိမှာလည်းကစားခြင်းတဲ့အနေထားမှာရှိလို့ဒါကျွန်တော်ဂျာမနီရဲ့ကမ္ဘာဖလာ2026မှာလည်းပါဝင်ခြင်းတဲ့ကြောင့်မို့သူအနေနဲ့ဒီနှစ်စောင်းရာသီအပြောင်းရွှေ့မှာခဲ့တဲ့တခါလေးပြောင်းရွှေ့ခြင်းနဲ့ဆွေသတင်းထွက်လာခဲ့တယ်။ယူနိုက်တက်ဒ်အနေနဲ့ဒါကျွန်တော်ထုတ်ဝေနိုင်လူငယ်တွေကိုနေရာပေးနေကြပုံစံမျိုးအတိုင်းပဲဒီကစားသမားကဒါလူငယ်တွေကိုနေရာပေးမယ်ဆိုတဲ့ဂရိကဝတ်နဲ့အတူဒါခေါ်ယူဖို့အတွက်ကြိုးစားသွားနိုင်တယ်ဆိုတဲ့သတင်းတွေထွက်နေတယ်။ဒီသတင်းနဲ့ပတ်သက်ပြီးလက်ရှိမှာဒါကျွန်တော် Sky Sport ရဲ့ German လီကတင်ဆက်ထားတယ်တော့ tier 2 tier 3ရှိတယ်လို့ပြောလို့ရမယ်တော့မှာပါတယ်ချော်စီတင်ကထုံးဝဲနိုင်မယ်ဒီကစားသမားကိုခေါ်ယူမယ်ခေါ်ယူပြီးရင် stress ball ကိုပို့မယ် stress ball ပို့ပြီးတစ်နှစ်လောက်ကြာမှမှသူ့အသင်းကိုပြန်ခေါ်မယ်ဆိုတဲ့ပုံစံမျိုးကိုဒါကြောင့်ချော်စီတင်ကလှုပ်ဖို့အတွက်ရှိတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ် အဲ့တော့ Chelsea တင်းနယ်ဖြေကရှင်းပါတယ်။တရှိမှာဒါကျွန်တော်တို့သူတို့ဒါ United နဲ့မတူဘူးဆိုတော့ Chelsea တင်းကဒါသူတို့အနေနဲ့ဒါ Chelsea တင်းကိုခေါ်မယ်။ပြီးရင် Strasbourg ကိုပို့မယ်။ Strasbourg ကိုပို့ပြီးတော့လက်ရှိမှာဒါကျွန်တော်တို့တင်းကိုပြန်ခေါ်မယ်ဆိုတဲ့ပုံစံမျိုးသူတို့သွားဖို့ရှိရယ်။ United ကအဲ့လိုမဟုတ်ဘူးသူတို့အနေနဲ့ဒါလက်ရှိမှာဒါသူတို့ရဲ့အသင်းကြီးမှာတစ်ခါလေ integrate လုပ်ပေးမယ်။သူတို့အနေနဲ့ဒါလက်ရှိမှာစောင့်ရည်ပြောင်းရွှေ့ခဲ့တဲ့ခေါ်ပြီးအသင်းရဲ့လိုအပ်ချက်အရာဒါဒီနေရာမှာတစ်ခါလေအသုံးပြုသွားနိုင်မလားဆိုတဲ့ပုံစံမျိုးကိုသွားဖို့တော့ရှိရယ်။ဒီနေ့မှာကစားသမားကလက်ရှိမှာဒါ Premier League ကိုဒါအဓိကပြောင်းရွှေ့ခြင်းနေပြီးတော့ Chelsea ကို Manchester United နဲ့နှစ်သင်းလုံးကိုကစားသမားကစိတ်ဝင်စားနေတယ်။အခုချိန်ထိတော့အပြေမပေးရသေးဘူးလို့သိရတယ်မှာပါ။ဒါပေမဲ့ဒီစားသမားမှာလည်း ခုလက်ရှိမှာစာချုပ်ဖြတ်သိမ်းကြီးပုံစံမျိုးမရှိရတဲ့အတွက်ကြောင့်မလို့ Leipzig အနေနဲ့ဒါကျွန်တော်တို့ထိုက်တဲ့ဈေးရသွားမှလည်းရောင်းသွားမယ်အနေထားမှာရှိကြောင်း United အနေနဲ့ပြန်စဉ်းစားသွားမယ်လို့သိရတယ်မှာပါတယ်အခုလက်ရှိမှာဒီကိစ္စကတော့ United နဲ့ဒဲမသက်ဆိုင်ပေမဲ့အခုလက်ရှိမှာ Atletico Madrid ကသူရဲ့တိုက်စစ်မှုနေရာအတွက်လက်ရှိဒါကျွန်တော်တို့ Greenwood ကိုခေါ်ယူမှုတော့တော်တော်လေးကိုဒါကျွန်တော်စတင်ပြီးတော့ စိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်။ဘာကြောင့်မို့ United နဲ့ Dem ဆိုင်မဲ့လက်ရှိမှာပြောပြနေတာလဲ။ Mason Greenwood အနေနဲ့အခုလက်ရှိမှာဒါအကယ်၍ရောင်းချဖြစ်ခဲ့မယ်ဆိုရင်တော့ဒီကစားသမားရဲ့ဒါ percentage တော်တော်များများ percentage အေးပေါ့ percentage များများကိုဒါ Manchester United အသင်းကရရှိမယ်နေထားမှာရှိတယ်။အခုလက်ရှိမှာ Marseille အသင်းကဒီကစားသမားကိုရောင်းချမယ်ဆိုတော့ Euro သက်90နဲ့ Euro သက်85တန်းကြာဈေးသတ်မှတ်ထားတာဖြစ်ပြီးတော့အကယ်၍ဆိုရောင်းချခဲ့မယ်ဆိုတော့ United အသင်းကဒီကစားသမားရဲ့အဲ Euro သက်90ကြော်ကြားလေးကဒါကျွန်တော်များများအမောက်များတဲ့ဒါ amount တစ်ခုလေ United အသင်းကရရှိမယ်လို့ကြောင့်မို့ United အသင်းကတော့ဒီပြောင်းရွှေ့ကိုဖြစ် ဖို့အတွက်မျှော်လင့်နေတဲ့နေရာမှာပါတယ်လို့သတင်းတွေကသိရတာမှာပေါ့အခုလက်ရှိမှာ Mason Greenwood ကိုလည်းဒါအသေးတော်တော်များများကနေပြီးတော့ခေါ်ယူဖို့အတွက်စောင့်ကြည့်နေတယ်ဆိုရဲ list ထဲမှာပါတယ် Mason Greenwood ကလူလက်ရှိမှာဒါကျွန်တော် Lee Wen ရဲ့ဒါကိုသွေးမြောင်စီးရင်ထဲမှာ12ပွဲကစားပြီး19တောင်တွင်းထားတဲ့ကြောင့်မို့ဒါအသင်းကြီးတော်တော်များကလည်းလက်ရှိမှာ Mason Greenwood ကိုစောင့်ကြည့်နေတယ်မှာပါတယ်ဒါပေမဲ့ United အသင်းကလက်ရှိမှာ Mason Greenwood ကိုပြန်ခေါ်မှာတော့လုံးဝမလုပ်ဘူး United လက်ရှိမှာ Mason Greenwood ကိုတော့ပြန်ခေါ်ဖို့အစီအစဉ်မရှိဘူး Mason Greenwood အပြောင်းရွှေ့စီကနေ United ကတော့ဒါ benefit ရနိုင်မှုဒါကျွန်တော်အကျိုးအမြတ်ရနိုင်မှုဒါအဓိကမျှော်လင့်နေတာဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်အနေနဲ့တင်ဆက်ပေးထားတာဖြစ်တယ်နောက်တစ်ခုကလက်ရှိမှာ တာကျွန်တော် Manchester United အသင်းနဲ့ကောလာဟာလာတွေတက်နေတာတခုဟာ Chao Gomez နဲ့ Manchester United အသင်းကဒီနှစ်စောင်းရာသီမှာကတည်းကခေါ်ယူဖို့အတွက်ဆွေးနွေးနေပြီဆိုတဲ့သတင်းတွေကိုတော့စတင်ပြီးတက်လာခဲ့တယ်ဆိုပြီးသတင်းထုတ်လာခဲ့တယ်။ဒါပေမဲ့ဒီသတင်းဌာနက Global ဆိုတဲ့သတင်းကတက်လာခဲ့တာဖြစ်ပြီးတော့ဒါကျွန်တော် Brazil ဘက်ကတက်လာခဲ့တဲ့သတင်းဆိုပြီးတော့ရေးသားထားခဲ့တဲ့တွေ့ရမယ်။အဲ့တော့ ဂျာဂိုမက်စ်ကရှင်းပါတယ်ဝူဗီရဲ့လက်ရှိအခြေအနေကိုသူနဲ့လုံးဝသဘောမကျဘူးဂျာဂိုမက်စ်ကိုလက်ရှိမှာယူနိုက်တက်တင်းနဲ့စိတ်ဝင်စားနေတာမဟုတ်ဘဲနဲ့တော်တန်ဟော့စပယ်တင်းကလည်းဂျာဂိုမက်စ်ကိုစိတ်ဝင်စားနေတာဖြစ်တယ်သူသိရတယ်မှာပါတယ်ဂျာဂိုမက်စ်ကိုလက်ရှိမှာဝူဗီအသင်းနဲ့ဒါကျွန်တော်ပေါင်သက်40နဲ့35တန်းကြာဈေးသတ်မှတ်ထားပြီးတော့ဒီကစားသမားကိုဒီနှစ်ဆောင်းရသည်ကလေးကလည်းဝူဗီအသင်းနဲ့ရောင်းချသွားနိုင်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်မှာပါတယ်လက်ရှိမှာနီးပြအသစ်ဖြစ်တဲ့ရော့အက်ဒဝတ်ကသူ့ရဲ့ကစားသမားအပဒီကိုအခြေအနေကြည့်ဦးမှာဖြစ်ပြီးတော့ဒါပေမဲ့လည်းပြဿနာကလက်ရှိမှာဝူဗီအသင်းကသူတို့ချိန်တက်တဲ့ဆိုရောင်းတယ်မချိန်ဘူးဆိုရင်မရောင်းအဲ့လိုပုံစံမျိုးသွားရတယ်မှာပါတယ်နီးပြ တော့သိပြီ view site တွေဒါအသေးသေးတော့မဟုတ်ဘူးဒါပေမဲ့လက်ရှိမှာ Manchester United ကဒါကျွန်တော်ကစားသမားနဲ့ဒါစတင်ပြီးဆွေးနွေးမှုတွေကိုပြုလုပ်နေတယ်ဆိုတော့ caller ဟာသာဒီကိုလိုဘူကတင်ထားတယ်ဒါပေမဲ့ဒါကတော့ TF TF file လည်းမလို့ကြုတ်ကြက်လီပြီးယုံကြပါလို့ပြောလို့ရမယ်တယ်မှာပါတယ် United အသင်းကလက်ရှိမှာဒါကျွန်တော်တောက်လျှောက်တာကျွန်တော်ပုဂ္ဂိုလ်ကြီးကဆွေးနွေးနေတဲ့ကစားသမားကဒါ Elliot Anderson ပဲ Elliot Anderson ရဲ့ agent နဲ့ Manchester United လက်ရှိဒါ current ဘယ်လိုပြောရမလဲ Manchester United အသင်းရဲ့လက်ရှိ current အာ ဟို agent တွေနဲ့ဒူတာနောက်ဆက်ဆွေးနွေးမှုတွေကိုပြုလုပ်နေတယ်။ဒါပေမဲ့အဓိကပြဿနာက Elliot Anderson နဲ့မဟုတ်ဘူး။ Elliot Anderson ကလက်ရှိမှာအသင်းတွေအများကြီးတက်မှာမှာသူက Manchester United ကိုတော်တော်လေးကိုပြောင်းမှုအတွက်စိတ်ဝင်စားတယ်။ Elliot Anderson ပြီးသားစုကလည်းဒါလက်ရှိမှာ Manchester United ပြည်သက်တွေဖြစ်တဲ့ကြောင့်သူနေနေတဲ့ Manchester United ကိုပြောင်းမှုတော့အကုန်လုံးဆေးအထက်တန်းနဲ့အဓိက Nottingham Forest အသင်းပဲ။ Nottingham Forest အသင်းနဲ့အခုလက်ရှိမှာ Elliot Anderson ကိုရောင်းချမယ်ဆိုရင်သူတို့အနေနဲ့ပေါင်သန်း100နဲ့150ကျားလောက်လူချင်းတဲ့သဘောမှရှိတယ်။အဓိကကမရောင်းချင်လို့ဒီဈေးတင်တာပေါ့နော်။တန်တယ်မတန်ဘူးဆိုရင်လုံးဝမရောင်းချင်လို့ဒီဈေးတင်တဲ့နေထားမှရှိတယ်။ United ကဒီလောက်ပေးဖို့တော့လုံးဝအဆင်မရှိဘူး။ Elliot ်ဒါဆန်ကို United အသင်းနဲ့ဒါအပတ်သက်အများဆုံးသုံးမယ်ဆိုရင်တော့ပေါင်သက်80နဲ့65တန်းပတ်ချလဲဝင်းညင်ကြလောက်ပဲအသုံးမှုအစီအစဉ်ရှိတဲ့နေရာမှာရှိတယ်။ Elio Anderson ကတော့ Manchester United အသင်းကလာမယ့် New Year ဒီမှာ Marquis Signing တယောက်အနေနဲ့သတ်မှတ်ဖို့အတွက်ဒါကျွန်တော်စဉ်းစားပြီးသားဖြစ်တယ်လို့သိရတယ်မှာပါတယ်။နောက်တစ်ရက်တူနဲ့ဒီကွင်းလယ်ပိုင်းမှာပဲလက်ရှိမှာဒါကျွန်တော်လာမယ့် New Year ဒီဒါကျွန်တော်အပြောင်းရွှေ့မှာ Carlos Baleba ကတော့ Brighton အသင်းက100%ထွက်တော့မှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုဒါကျွန်တော် FC ရဲ့ဒါ Africa ဘက်ကနေသတင်းတွေရတွေ့လာခဲ့တယ်မှာပါ။ဒါပေမဲ့ လက်ရှိမှာတော့ Manchester United အသင်းကဘာလဲပါကဒါမနစ်ကလောက်လူချင်းတက်မှတ်မှုမရှိကြအောင်ဒါအရင်တော့လည်းပုံစံမျိုးခေါ်ပါလားမခေါ်ဘူးလားဆိုတဲ့ပုံစံမျိုးကိုတော့ကျွန်တော်တို့အနေနဲ့တစ်ချက်တော့စောင့်ကြည့်ရမယ့်အနေအထားမှရှိရလို့ကျွန်တော်အနေနဲ့ပုံကူကြီးရအမြင်နဲ့ဒါပေမဲ့ဘာလဲပါကလက်ရှိမှာဒါအရင်တော့ကဒါကျွန်တော်ပုံစံမျိုး ဖြစ်ဖို့အတွက် United အသင်းကပြန်လုပ်ပေးနိုင်တဲ့အနေနဲ့သူတို့ကိုသူတို့ယုံကြည်တယ်။ဘာလေးပါကူတာလက်ရှိမှာတော့ကျွန်တော်ခြေစွမ်းအရာပြန်လဲတည်ငြိမ်အောင်လုပ်ပေးနိုင်မယ်ဆိုပြန်ကောင်းလာနိုင်မယ်ကစားသမားမျိုးဆိုရင်ဒါပြည့်ပြည့်ပြောင်းလဲပေးနိုင်မယ်ပေါ့ I can fix you ပေါ့နော်။အဲ့တော့ United အသင်းကလက်ရှိမှာတော့ကျွန်တော်ဒီနေ့ရဲ့တင်းအစုံလင်ကတော့ဒီလောက်ပဲအားလုံးမကြူတူပါနဲ့။ခေါင်းမွန်တော်နေနေဖြစ်ပါစုမွန်အောင်တောင်းပေးတယ်ပဲ။မြန်မာရဲ့ clip ပေးကြပါဗျာ။မြန်မာ clip မှာမြန်မာနေဖြစ်ပါတယ်ကျွန်တော်တော့ကြပါအောင်။တေးပါပါ။